မလို့သူတွေမုန်းပါစေကိုပြုတ်နေသေးတယ်လို့ရှုံးပါတယ်ကိုဘဝကိုကိုသာပြန်ထန်တယ်လူတိုင်းလူတိုင်းဟာကိုသမိုင်းကိုလှောက်အောင်ရေးဖို့လိုပါတယ်ဆိုတော့မကုတုဆိုတဲ့နံပါတ်တစ်ခုကိုကျွန်မကောင်းစွာရေးထိုးထားခဲ့ပါတယ်ကျမနာမည်လေးကျမရေးထိုးခဲ့တဲ့အကြောင်းအရာလေးတွေပေါ့နော်အဲကျမပြောခဲ့တဲ့နိုင်ငံရေးဒီလိုဖိုင်လေးကြီးအရင်ကပြောခဲ့တဲ့ဒီလိုဖိုင်လေးပေါ့ကျမပြန်ရှာတာကျမဖိုးကပြောက်သွားတော့မရှိတော့ပြန်ရှာရဲမတွေ့ဘူး ်အခုတော့တိုက်တိုက်ဆိုင်ဆိုင်နဲ့ဒီကျူဟာ channel တစ်ခုမှာကျမရဲ့ဗီဒီယိုဖိုင်လေးတွေပြင်ပေးထားတာတွေ့လို့ကျမအရန်ပျော်သွားတယ်ကျေးဇူးလေးတင်ပါတယ်အရင်တုန်းကကျမမှမရှိတော့တဲ့အရင်တုန်းကပြောခဲ့တဲ့ဖိုင်လေးတွေဖြစ်ပါတယ်မဘတုဆိုတဲ့ level တစ်ခုဘယ်လိုဖြစ်လာလဲဆိုတဲ့တက်တဲ့ထောက်ထားလေးတွေဖြစ်မယ်လို့ကျမယုံကြည်ပါတယ်နောက်ထောင်ကြည့်ပြီးတော့ဝေဖန်တော့တက်ပေးလို့ရပါတယ်ယူအီစီရဲ့ ယူရီတီထက်ကတမရဝင်းမြင့်ရဲ့တမရဝင်းမြင့်ထက်က NLD ပါတီဥက္ကဋ္ဌဒေါံဆန်းစုကြည်အားလုံးပေါင်းပြီးဒီရွေးကောက်ပွဲကိုလိမ့်နေပါတယ်ဒီ2020နိုဝင်ဘာ10ရက်နေ့မှာပြိမ့်မဲ့ရွေးကောက်ပွဲကကလင်ကကြစ်ပွဲကြီးဖြစ်ပါတယ်တမရရဲ့ UEC ရဲ့ အတိုင်းမင်ငံပုဂ္ဂိုလ်ရယ် sorry NLD ပါတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ရယ်ပေါင်းမိလိမ့်နေတယ်။ဘာလို့လဲဆိုတော့ဒီအတိုင်းမင်ငံပုဂ္ဂိုလ်ကနေရာသူ့ဘယ်သူမှပေးထားတာမဟုတ်ဘူး။သူကသူရယူထားတာဖြစ်ပါတယ်။ခြေကံဥပဒေမှာလည်းပဲသမရထက်ကအတိုင်းမင်ငံဆိုတာဘယ်ဒီမိုကရေစီနိုင်ငံမှာမှမရှိပါဘူး။ဒါကြောင့်မလို့ NLD ပါတီဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ရယ်သမရဝင်းမြင့်ရယ်ယူရေးစီရယ်ပေါင်းပြီးတော့လိမ့်နေပါတယ်။သူတို့ဒီကလင်ကကြစ်တွေဖြစ်ပါတယ်။ဒီရွေးကောက်ပွဲကလုံးဝတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မှာမဟုတ်ဘူး။ဒါကြောင့်မလို့ပြည်သူတွေနေတဲ့ဒီရွေးကောက်ပွဲဟာတရားမျှတတဲ့ရွေးကောက်ပွဲမဖြစ်နိုင်တဲ့အတွက်အားလုံးကဘာတွေလုပ်တင်လဲဆိုတာကျွန်မပြောပြမယ်။ ဒေါက်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီကပြည်ပနိုင်ငံတွေရဲ့အထောက်ပံ့ကိုယူထားတဲ့မွတ်စလင်နိုင်ငံ OIC မွတ်စလင်နိုင်ငံတွေဖွဲ့စည်းထားတဲ့ OIC ရဲ့အထောက်ပံ့ကိုယူထားပါတယ်ဆိုပြီးတော့ OK ထေအောင်ကတိုင်းပြည်ပြည်သူမီဒီယာတွေအားလုံးခေါ်ပြီးတင်းစာရှင်းလင်းပွဲလုပ်တယ်အားလုံးသိတယ်ထေအောင်ကိုခေါ်ပြီးတော့ဖမ်းပြီးတော့ထုတ်ထဲမှာအလှထည့်ထားတယ်ဦးထေအောင်ကိုယုံကြည်မထုတ်ဘူး UEC ကဒီနောက်မှဖြစ်နောက်မှဖမ်းမိတယ်နေ့စီပါတီထေအောင်နေ့စီပါတီကဦးကျော်မြင့်ကြတော့ချက်ချင်းလက်ငင်ဖမ်းတယ်ပါတီကိုလည်းဖျက်သိမ်းတယ်ပိုင်ဆိုင်မှုတွေအားလုံးလည်းပဲ သိမ်းတယ်ဒါဆိုလို့ရှိရင်ထဲရောက်ဆွဆဲသလိုပဲ NLD ပါတီကဒီပနိုင်ငံကြီးကထောက်ပံ့ယူထားတယ်မယူထားဘူးဆိုတာယူရင်းစီပါလို့မစစ်တာလေယူရင်းစီပါလို့မစစ်တာလေယူရင်းစီစစ်ပေးပါရေကောက်ပဲကော်မရှင်အခုနိုဘယ်မှာရှိရနေမတိုင်မီဦးထေရောင်အများဆုံးရုံးထုတ်ပေးပါအများဆုံးရုံးထုတ်ပေးစစ်ပေးပါဦးထေရောင်ပြောသလိုပဲဒေါက်ဆဲစုကြည်နဲ့ NLD ပါတီကတကယ်ပဲဒီပနိုင်ငံကထောက်ပံ့နေယူထားလားမယူထားဘူးလားကလားခိုင်းတာလုပ်နေရတဲ့အစိုးရလားဆိုတာသိအောင်အမှုကိုရုံးထုတ်ပေးဖို့ကျွန်မတောင်းဆိုပါတယ်ကျွန်မနဲ့အတူလေကျွန်မနဲ့အတူပြည်သူတွေအားလုံးတောင်းဆိုဖို့လေကျွန်မအားလုံးကိုဖိတ်ခေါ်ပါတယ် ရေကောက်ပွဲကတော့ပြီးသွားပြီရေကောက်ပွဲပြီးသွားပြီဆိုပေမဲ့ရေကောက်ပွဲနဲ့ပတ်သက်ပြီးရောပြည်သူတွေတိုင်းမှာညှင်းပွားဖွဲ့ရတယ်အများကြီးဖြစ်နေတယ်မင်းစင်းမှာပါရဲလူဦးရေထဲမဲပေးနေတာများနေတာမျိုးအသေးပြေးသားလူကမဲလာပေးတာမျိုးအသက်900ကျော်ရဲ့လူကြောက်ကမဲပေးတာမျိုးအသက်18နှစ်မပြည့်သေးတဲ့လူကြောက်ကမဲပေးတာမျိုးအဲစသည်ဖြင့်လူတစ်ယောက်ထဲကမဲနှစ်ကြိမ်သုံးကြိမ်ပေးတာမျိုးကံရကံရှင်မဲဆန္ဒရှင်ပြည်သူကမလာတာကိုလာမပေးတာကိုတက်ဆိုင်ရမဲရုံမှာ စောင့်နေလူက ို့အတိတ်ကြကြပြောရရင်အာအနာရပါတီ NLD ကိုထောက်ခံတဲ့သူကသူကြိုက်တဲ့ပါတီကိုမဲပေးတာမျိုးတွေဟာအနာကိုအနာပြန်လို့တဲ့ပွဲပါဒါဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ဘူးဒီရွေးကောက်ပွဲကိုပြည်သူတွေအနေနဲ့လည်းကျမတို့အနေနဲ့လည်းသိမှတ်မပြုဘူးထို့နည်းတူပါပဲနိုင်ငံရေးပါတီတွေကလက်ရှိအဲ UDP ပါတီအပါအဝင်တခြားသောနိုင်ငံရေးပါတီ၁၆ပါတီကလည်းပဲအဲကြီးညာချက်ထုတ်ပြန်လာတာရှိရင်နိုင်ငံရေးပါတီတွေကလည်းသိမှတ်မပြုဘူးပြည်သူတွေကလည်းဒီရွေးကောက်ပွဲလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာကိုပြည်သူကလက်မခံဘူးဖြစ်တဲ့အတွက်ရွေးကောက်ပွဲကမဖြစ်အထမမြတ်ဘူးမဖြစ်ဘူး ရက်ကောက်ပွဲမှာအောင်မြင်ဘူးဒီလိုပဲပြောရလိမ့်မယ်ဘာလို့လဲဆိုတော့ရက်ကောက်ပွဲမှာမဟုတ်တာအာနာလူတွေပွဲပဲဖွဲ့စည်းပုံအခြေခံဥပဒေကောက်ကွယ်ဆောင်ရှောက်ဖို့တက်မတော်မှာတောင်းရင်ရှိပါတယ်ဖွဲ့စည်းပုံအခြေခံဥပဒေဖက်ဒရယ်တွေတည်မယ်40ကားငယ်အဲ20ဆလုံး၄တခွန်၄တချီဆရာတက်မတော်ပိုင်းဆရာခန့်ကန်တော်တွေပါလည်းပဲပါဝင်နေဒါကြောင့်မို့လို့အဓိကကပြည်သူတွေကမလိုလားဘူးပြည်သူတွေရွေးကောက်ပွဲကိုမကျင်တတ်ဘူးနိုင်ငံရေးပါတီနေနဲ့ရွေးကောက်ပွဲတရားမျှတမှုလို့မထင်နဲ့ထင်နေဒါကြောင့်မို့လို့ကျမတို့ပြည်သူတွေနေနဲ့ခုနံပါတ်7ကျမမဘူးကျွမ်းနေစပြီးတော့ เนาะแล้วเรากากวยอุทิจอกก็นี่ပြီးတော့กากวยอืมกาลงပေါ့နိုင်ငံတော်ကကွေးနဲ့လုံချုံရေးကောင်စီခေါ်ပြီးတော့ရေကောက်ဘက်တင်ပြန်ပြီးကျင်းပပေးဖို့တောင်းဆိုပါတယ်ကျမပြောပြမယ်ဖစီမိုအချိန်ကဥပဒေကိုမကြိုက်လို့ရတယ်မလိုက်နာလို့မရဘူးဘောပါလားဖစီမိုအချိန်ကဥပဒေကိုမကြိုက်လို့ရတယ်မလိုက်နာလို့မရဘူး NLD ပါတီဆိုရဖြစ်လာတာဖစီမိုအချိန်ကဥပဒေရဒီဥပဒေကိုမကြိုက်ဘူးဆိုရင်ဒီဥပဒေဘောင်တွင်းရနေပြီးပြင်လို့ရမယ်ဥပဒေဘောင်လုံးဆန်လို့မရဘူး ဥပဒေပေါင်းလုံးဆန်းလို့မရဥပဒေကိုဖောက်ဖျက်ခြင်းဥပဒေနည်းရပဲရေးယူခံရမှာဆိုတော့မြဲမြဲမှတ်ထားပါမြဲမြဲမှတ်ထားပါဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်၄၁၇၄၁မှာပါတယ်နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုမတရားသောအတ္တမနည်းနဲ့တိမ့်ပိုက်ဖို့စူးစမ်းလာရင် နိုင်ငံတော်တမန်ကဥဆောင်ပြီးတော့အနုဒန်ကကွယ်နဲ့လုံချောင်ရေးကောင်စီခေါ်ခွင့်ရှိသည်ဆိုတာပုံမှန်၄၁၀ကုန်မှာပါတယ်။ဒါမဲ့အခုလက်ရှိနိုင်ငံတော်တမန်ကိုယ်တိုင်ကက NLD ပါတီရဲ့လက်အောက်ခံဖြစ်နေတယ်။ NLD ပါတီရဲ့လက်အောက်ခံဖြစ်ပြီးတော့တမန်ကယူရီစီကိုရွေးချယ်တဲ့ယူရီစီနဲ့တမန်နယ်ကပလင်းတူပူးစိုးဖြစ်နေတဲ့အခါကျရင်ဖက်ဒီဘော်အခြေခံဥပဒေပုံမှန်၄၁၈မှာနော်နိုင်ငံတော်ရဲ့အချုပ်ချာအာဏာကိုအဲ့လိုမျိုးအတင်းအဓမ္မမတရားတဲ့နည်းနဲ့ရယူဖို့စူးစမ်းလာလို့ရှိရင် နိုင်ငံတော်သမ္မတကနေပြီးတော့နိုင်ငံတော်ရဲ့ဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ရေးဆိုတဲ့အဓိကမန်တိုင်းကြီး၃ရက်ကအာဏာကိုတမတော်ကာကွယ်ရေးဦးစီးချုပ်ကိုလွှဲပြောင်းပေးအပ်ရမည်ဆိုတာပါတယ်။အဲ့လိုမျိုးတွေသဘောပေါက်လာနောက်တစ်ခုအမျိုးတွေပြောရမယ်အချက်တစ်ချက်ကပြောပြမယ်။ policy ပုံချေခံဥပဒေပုံမှန်438အရာနိုင်ငံတော်ရဲ့အချုပ်ချာအာဏာကိုဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်မန်တိုင်း၃ရက်လုံးကိုတမတော်ကသမ္မတလက်ရှိသမ္မတကနေပြီးတော့တမတော်ကာကွယ်ရေးဦးစီးချုပ်ကို ပေးကိုပေးရတော့မယ်။ဘာလို့လဲဆိုလို့ရှိရင်နိုင်ငံတော်ရဲ့အာဏာကိုနော် နိုင်ငံတော်ရဲ့အာဏာကိုအတင်းအဓမ္မမဲလိမ်မဲခိုးတဲ့စနစ်နဲ့ရယူပြီးတော့အတင်းအဓမ္မစူးစမ်းတာဖြစ်တဲ့အတွက်ပတိပေါ်ချေကံဥပဒေပုံမှန်မှာပါတဲ့410ရာသမရကအဲ့ဒီလုပ်ပိုင်ခွင့်အာဏာကိုတမရကဝေဦးစီးချုပ်ကိုပေးရတော့မယ်မပေးလို့မရဘူးမပေးဘူးဆိုရင်ဖက်စည်းပေါ်ခြေကံဥပဒေပုံမှ40ကားငယ်မှာ40ကားငယ်မှာပါမယ်20စားလုံးမှာပါမယ်တမရကဝေဦးစီးချုပ်ဒီ40ကားငယ်မှာနိုင်ငံတော်အာဏာကို နိုင်ငံတော်အတွက်လိုအပ်လို့ရှိရင်ဖွဲ့စည်းပုံချိတ်ကဥပဒေအရနိုင်ငံတော်အာဏာကိုရယူသွန်းဆွဲခွင့်ရှိပြီဆိုတာပါပါတယ်။ NLD ပါတီကအခု2020 2025တက်တန်းအတွင်းမှာလုံးဝအစိုးရမဖြစ်နိုင်တော့ပါဘူး။ဘယ်လောက်ထိသေးရလဲဆိုရင်90%သေးကြတယ်။ 60ရာခိုင်နှုန်းတည်ထားတယ်။ဘာလို့လဲဆိုတော့ NLD ပါတီကနိုင်ငံတော်ရဲ့အာဏာကိုအတင်းအဓမ္မရယူနေတဲ့စူးစမ်းနေတာဖြစ်တဲ့အတွက်အဲ့ဒီနိုင်ငံတော်အာဏာကိုတမတော်ကကွယ်ဦးစီးချုပ်ကလွှဲပြောင်းပြီးယူရမှာဖြစ်ပါတယ်။ကျင်းသေးပါ NLD ပါတီကအစိုးရမဖြစ်တော့ပါဘူး။ထောက်ခံရမယ့်အချိန်မဟုတ်တော့ဘူးတောင်းဆိုရမယ့်အချိန်ဖြစ်နေပြီထောက်ခံတာနဲ့တောင်းဆိုတာနဲ့လွဲနေတယ်။ Rockingy Foundation Rockingy Foundation အမိခံပြီးတော့အဲ့ဒီ foundation မှာနိုင်ငံသားဝင်ငွေစီးစင်းနေတာကိုစုံစမ်းဖော်ထုတ်ပေးပါ ကျမတို့ဓာတ်တွေကိုတောင်းဆိုရမယ်နော်ဒလန်ဆိုပြီးတက်ခံရတယ်ပြည်သူတွေတက်ခံရတယ်နောက်ဆန်းကမထိတ်ကျုံနိုင်ဘူးဆိုကျမတို့အပြစ်ပြောရမှာမဟုတ်ဘူးကြားကြိုက်တယ်ဆိုတာပောက်တော်ရှိမှာပဲကြားကြိုက်တယ်ဆိုတာပောက်တော်ရှိမှာပဲဘယ်နိုင်ငံမဆိုအာနာထိမ့်သိမ့်မှုဖြစ်လို့ရှိရင်အာနာထိမ့်တာပဲဖြစ်ဖြစ်အာနာသိမ့်တာပဲဖြစ်ဖြစ်စူပူးမှုရှိမယ်ကြမ်းဖက်မှုရှိမယ်လူသေးတာရှိမယ်လူတက်တာရှိမယ်ကျမတို့ကဒါကိုနောက်ဆန်းကအပြစ်ပြောရမှာမဟုတ်ဘူးကျမတို့ကဘာလုပ်ရမလဲအခုဟုတ်ကဲ့မင်္ဂလာပါလိုက်အောင်လို့ရှိမယ်ခင် လိုက်အောင်တော့စီမံကိန်းဆိုပြီးတော့နေပြီးတော့မှသေးတရားကိုသိမ်းပေါင်းတစ်ထောင်တစ်ထောင်လောက်တန်တဲ့ပေါင်စင်းရှိတဲ့ဥဒရာတိမျိုးနယ်တွေကမြေွက်တွေကိုလိုက်အောင်တော့စီမံကိန်းအတွက်ဆိုပြီးတော့ဒေါင်းသားကြီးကြီးဆိုရလက်ထက်မှာတေကောင်ကိုသိန်း90နဲ့63ရေကဝယ်ခဲ့တယ်ဟလား63เอกဝယ်ခဲ့တယ်ဒါပေမဲ့လာရုံတော့စီမံကိန်းအတွက်ကို20เอกပဲသုံးရင်ကျန်တဲ့เอก80ကျော်ကိုဘယ်နေရာမှာသုံးခဲ့လေဘယ်နေရာမှာသုံးနေလေเนาะ လိုင်းအောင်တော်စီမံကိန်းเนาะလူငယ်တွေတဲ့စိုက်တိုတမွေးကျောင်းပေါ့เนาะအတမွေးကျောင်းသင်တန်းအတွက်ဆိုပြီးလိုင်းအောင်တော်စီမံကိန်းအမီပြပြီးတော့ပေးတရားကိုတိန်းတစ်ထောင်တိန်းတစ်ထောင်တန်နေတဲ့ဥဒရာဒီဒီမျိုးနယ်တွေကမြေွက်တွေကိုတအေကောင်ကိုတိန်း90နဲ့ဒုံစားစုကြီးအစိုးရကလုတ်ပိုင်ခွင့်အာဏာအလွဲသုံးစားလုပ်ပြီးဝယ်ခဲ့တယ် တကယ်တမ်းကျတော့လိုင်းတော်စီမံကိန်းအတွက်ကို30ပဲ sorry A က20ပဲအသုံးပြုရင်ကျန်တဲ့ A က80ကိုဘယ်နေရာမှာအသုံးချနေလဲဘယ်နားမှာလုံနေလဲအဲ့ဒါတွေကသူလုံနေတာကျမတို့တိုင်းရင်သား135မျိုးအတွက်လားတိုင်းရင်သားမှာမပါတဲ့လူမျိုးလိမ်တွေအတွက်လုံနေတာလားနာဆာကရေဖော်ထုတ်ပေးပါနာဆာကရေစုံလန်းပေးပါနာဆာကရေစစ်ဆေးပေးပါကျမတို့ဒီချိန်ကျမတို့ဒီချိန်မှာဒါကိုတောင်းဆိုရမှာစစ်သွေးမင်္ဂလာပါဟုတ်ကဲ့ ဒီလိုင်းဝရောစီမံကိန်းအမိခံပြီးတော့စမ်းစုကြီးကသူ့နေဖို့အတွက်အဲ့ဒီအေကဒီအေက20ရဲမှာသူ့နေဖို့တနက်ထက်တိုင်းရင်ဆောက်ခဲ့တာတွေကိုကျွန်မတို့ကစောင့်ဆန်းပေးဖို့တောင်းဆိုရမယ်ဖော်ထုတ်ပေးဖို့တောင်းဆိုရမယ်နော်မျိုးစစ်တွေကလက်နက်တက်ပေးပဲလက်နက်ဆိုတာရှိလက်နက်တက်ပေးလို့မရဘူးလက်နက်တက်ပေးလို့မရဘူးလက်နက်တိုင်ချင်းစစ်တပ်ကဝင်နော်အခုအကြမ်းဖက်မှုလို့နှိမ်ရင်းကျင်တဲ့ဖေရှင်းတွေမှာတက်မတော်မှတောင်းဝင်ထမ်းဆောင်တက်မတော်ဝင်ကြီးရည်လေးမြမတက်မတော်တင်တို့ကိုကြိုးစိုးနေတယ်အသက်16နှစ်ပြည့်တဲ့သူတို့ကိုတက်မတော်ကကြိုးစိုးနေတယ်တက်မတော်ဝင် အဲ့လိုမဟုတ်ဘူးဆိုရင်လည်းပြည်သူစစ်ထက်ဝင်ဒါတရားဝင်အဖွဲ့စည်းတဲ့ပြူစောတိဆိုတာတရားဝင်အဖွဲ့စည်းမဟုတ်ဘူးတရားမဝင်ဘူးကျမတို့ဘယ်တော့မှပြူစောတိကိုအာမပေးဘူးပြူစောတိစပြီးဖွဲ့တယ်ဆိုတဲ့အဲ့ဒီဖွဲ့ရကျမတို့လည်းမသက်ဆိုင်ဘူးဆိုတာမဟုတ်ဘူးသူကပြောပြီးသားတရားဝင်ဒီပြည်သူစစ်ပြည်သူစစ်ထက်ဝင်ဒါမှမဟုတ်ရှင်ကြီးရည်လေးနဲ့မတက်မရောအတင်းတို့ကိုကြိုးလိုနေတယ်အဲ့ဒါကိုဝင်တတော်တွေပြောနေတတော်တွေပြောနေညီပိရင်ပြောတယ်စစ်တပ်ကတစ်တေကိုထုတ်ရောင်းတယ်အနေဒီဆိုတာလည်းနောက်ဆက်ခွန်မှာဒေါ်ဖန်သူကြီးဆိုတာပြောရဲတတော်တွေထုတ်မရောင်းဘူးထုတ်မရောင်းဆိုတော့ကျမတို့ပြောတယ်လေ ော်တော်လေးထုတ်မရအောင်ဆိုတော့ဒါပေမဲ့အဲ့လိုပြောပြီးရောခုနှစ်လပဲကြာသေးရနောက်18ခုနှစ်စက်တင်ဘာလမှာတိုက်ကြီးတာယာဝီကျိုးဝါရနေပြီးတော့ကျိုးသိအေကားမှာတပေါင်းဒီတခြားကုမ္ပဏီကိုထုတ်ရောင်းလိုက်တယ်နော်အဲ့ဒီအကြောင်းကိုကျွန်မရင်တော့ပြောဘူးတယ်ဒဲကောင်တခိုးလဲဘဲကောင်မတခိုးလဲခေါင်းစုခေါင်းဆယ်နဲ့ကျွန်မပြောဘူးတယ်နော်